မင်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်လာရှုံမြို့အနီးကအကြံဖက်စစ်ကောင်စီရဲ့ကာကင်းစကတ်ချုပ်ကို MNDAA တပ်ဖွဲ့ကထပ်မံသိမ်းပိုက်ရရှိထားပြီးစစ်တပ်ကသေတဲ့သူတွေတတော်များနေတဲ့အပြင်စစ်သုံးပန်းတွေလည်းအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်နောင်ချုံမြို့နယ်ကတိုက်ပွဲမှာသေကုန်ကြတဲ့အကြံဖက်စစ်ကောင်စီတပ်ရဲ့ဒူဘုံမူကြီးတန့်ဇော်ခိုင်အပါဝင်စစ်သား၁၂ဦးကို စစ်ကောင်စီကပျောက်ဆုံးစည်ရင်သွင်းလိုက်တဲ့အတွက်ကျန်းသူမိသားစုကအသက်အာမခံခြင်းမရတော့ပဲအသက်အာမခံခြင်းလိုချင်ရင်မသာလောင်းတွေရှာလာခဲ့ဆိုပြီးတက်မှမှုကစေခိုင်းခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပြခြင်းသတင်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလရှုံမြို့အနီးကအကြက်ဖက်စစ်ကောင်စီရဲ့ကာကင်းစခန်းတစ်ချို့ကို MNDAA တပ်ဖွဲ့ကထပ်မံသိမ်းပိုက်ရရှိထားပြီးစစ်တပ်ကသေတဲ့သူတွေတော်တော်များနေတဲ့အပြင်စစ်သုံးမန်းတွေလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့တော်လိုင်းရဲဘော်တို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇူလိုင်လ3ရက်နေ့ကစပြီးလရှုံမြို့ပပလက်မှာညီတော်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA တပ်တွေနဲ့အကြက်ဖက်စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေဖြစ်ပွားနေရမှာဒီကနေ့ဇူလိုင်လ9ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရဆိုပါတယ်။လက်ရှိမှာ လာရှုံမျိုးနီကစစ်ကောင်စီရဲ့ကာဂင်းစခန်းတချို့ကို MNDAA တပ်တွေကထပ်မံသိမ်းပိုက်ရရှိထားပြီးစစ်ကောင်စီဘက်ကသေတဲ့သူတွေလည်းတော်တော်များနေတယ်လို့မသားအလောင်းတွေလည်းပြန့်ကျဲနေပြီးစစ်သုံးပန်းတွေကိုလည်းအရှင်ဖမ်းမိထားတယ်လို့တော်လိုင်းရဲဘော်တချို့ကပြောထားပါတယ်။လက်ရှိမှာတော့အကြံဖက်စကောင်စီတပ်ကလာရှုံမျိုးမှာလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းအရသာပြည်သူတွေနေတဲ့နေရာတွေပါမချန်ရန်တမ်းပစ်ခတ်နေပြီးလာရှုံမျိုးအဝင်အထွက်တွေအားလုံးကိုလည်းစစ်ကောင်စီတပ်ကပိတ်ဆို့ထားတယ်လို့သိရပါတယ်။ အဲ့ဒီလာရှုံမျိုးအနီးကတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သားတွေအတုံးအယုံသိနေကြတယ်မသာလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခစ်တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျတဆက်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကတိုက်ပွဲမှာအသေးသေးသိကုန်ကြတယ်အကြံဖက်စစ်ကောင်စီတပ်ရဲ့ဒူဘုံမူကြီးတန့်စောခိုင်ပါဝင်စစ်သား၁၂ဦးကိုစစ်ကောင်စီကပျောက်ဆုံးစရင်သွင်းလိုက်တဲ့အတွက်ကြံရတဲ့မိသားစုကအသက်အမတ်ခံကြီးမရတော့ဘဲ အသက်အမခံကြီးလိုချင်ရင်မသားလောင်းတွေရှာလာခဲ့ဆိုပြီးတက်မှမှုကကြံ့ရတဲ့သူမိသားစုကိုစိတ်ခိုင်းနေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်2020ခုစစ်စင်ရေးရဲ့ဒုတိယလှိုင်းစတင်တဲ့အချိန်မှာပဲနောင်ကျုံမြို့တိုက်ပွဲမှာအချက်ဖက်စစ်ကောင်စီရဲ့ပြည်ဦးလွင်အခြေစိုက်တတနာတက်ကဒူပိုမူကြီးတန်းစောခိုင်းဗိုလ်ကြီးဇင်မင်းထွန်းအပါဝင်စစ်သား12ဦးဟာအသေးသေးသေကုန်ကြပြီးမသားအလောင်းတွေလည်းပြန်မရတဲ့အတွက်စစ်ကောင်စီကအဲ့ဒီအရာရှိနဲ့စစ်သား12ဦးလုံးကိုပျောက်ဆုံးစေရင်တွင်းလိုက်တယ်ဆိုပါတယ် ဲ့ဒီအတွက်ကျန်ရတဲ့သူမိသားစုကအသက်အမတ်ကန်ဂျင်းနဲ့ယော်ဂျေးကိုမရတော့ပဲအဲ့ဒီရရှိတဲ့စစ်သားတွေသေတဲ့အကြောင်းကိုလည်းမိသားစုတွေကိုစစ်တပ်ထဲခေါ်ပြီးမှပြောတာဖြစ်တဲ့အပြင်ငိုချင်ရင်တက်ထဲမှာပဲငိုအပြင်ကိုမပေါက်ကြားစေနဲ့ဆိုပြီးပြောရုံနဲ့မကတတနာတက်မှုဘိုလ်ချုပ်စိုးမြင့်မောင်ဆိုတဲ့သူဟာကျန်ရတဲ့မိသားစုအနေနဲ့အသက်အမတ်ကန်ဂျင်းလိုချင်ရင်မပါလောင်းတွေရှာလာခဲ့ဆိုပြီးတော့ပါပြောသေးတယ်လို့တက်တွင်းတဲ့ရင်မြစ်ကရန်ကုန်ခစ်တက်ကိုပြောထားပါတယ်လက်ရှိမှာ အကြံဖက်စကောင်စီတက်ကရှေ့တန်းစစ်မျက်နှာတွေမှာသေတဲ့သူတွေတတ်တော်များနေတဲ့အတွက်လက်ယုံတက်တွေပညာတဲ့အရာရှိနဲ့စစ်သားတွေကိုပါရွေးထုတ်ပြီးစစ်တိုက်ခိုင်းတာတွေတောက်လျှောက်လှုပ်လာတယ်လို့လဲတက်တွင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖက်စကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့လိုင်စင်ရ73စီအယောင်ဆိုင်48ခုစီကို73စီရောင်းချတယ်ယူခွင့်ပိတ်ပင်လိုက်တဲ့အပြင်စံတဲ့အခြေခံစာကုံတွေဆေးဝါးတွေအားလုံးရှမ်းမြောက်ကိုတယ်ယူမှုမှန်သမျှ စစ်စေးရေးဂိတ်တွေမှာဖမ်းဆီးဖို့ကိုပါစစ်ကောင်စီကညှို့ချလာတယ်လို့မြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းစီကနေသိရပါတယ်။အဲ့ဒီညှို့ချချက်ကိုဇူလိုင်လ4ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးညှို့ချလာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းက73စီအယောင်ဆိုင်48ခုစီကို73စီရောင်းချတည်ယူခွင့်မရှိတော့သလိုအဲ့ဒီဆိုင်တွေအကုန်လုံးယာယီရဆိုင်ရမှာဖြစ်တယ်ဆိုပြီးတော့ပါစစ်ကောင်စီကမြန်မာနိုင်ငံ73စီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းစီကိုအမိန်ပေးညှို့ချလာတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကိုစမ်းစီစားအပါဝင်အခြေခံစားနပ်ရိတ်ခါတွေစေးနဲ့စေဝါပစ္စည်းတွေတည်ယူမှုအားလုံးကိုလည်းစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေကနေစစ်ဆေးပြီးတော့လုံးဝလုံးဝတားမြစ်ရမယ်ဆိုပြီးတော့ပါစစ်ကောင်စီကဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲစတင်ညွှန်ကြားလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာအကြံဖက်စစ်ကောင်စီရဲ့666တပ်ရင်းကို TNLA PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်တဲ့အချိန် အချမ်းပစစ်တပ်ကနိုင်ငံတကာကတမျက်ထားတဲ့အစိတ်ငွေဘုံ၃လုံးကိုအပုံပြတိုက်ခိုက်မှုကြောင့် TNL ရဲဘော်၈ဦးအစိတ်ငွေတင်ပြီးစိတ်ကူတာမှုခံယူခဲ့ရတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဇူလိုင်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကပဲနောက်ချုံမြို့နယ်မှာအချမ်းပစစ်ကောင်စီရဲ့အမှတ်၆၆၆တပ်ရင်းကို TNL PDF မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ကနိုင်ငံတကာကတမျက်ထားတဲ့အစိတ်ငွေဘုံ၃လုံးကိုကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်။ အဲ့ဒီလိုစစ်တကအစိမ့်ခွေဘုံမှာအပုံးပြူပြီးတိုက်ခိုက်မှုကြောင့် TNL ရဲ့ဘော်၈ဦးအစိမ့်ခွေတင့်ပြီးဈေးကူတာမှုခံယူနေရတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျဒီတစ်ခါမကွေးတိုင်းဘက်မှာတော့ချမ်းမြုံနယ်မှာအကြံဖက်စစ်တပ်အတွက်တပ်သားတစ်တွေလိုက်လံစုဆောင်နေတယ်။ဩဇာတော်ခြေရွာအုတ်ချုပ်ရည်မှုတင်ငွေဆိုရက်သူပြစ်ခတ်ရှင်းလင်းခံရပြီ။ပွဲချင်းပြီးကိုသေသွားပြီလို့၆ဂိုင်လာဖို့စ်တပ်ဖွဲ့တောင်ဝင်ကန်ကိုဘကုန်းကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇွန်လ၄ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ ချောင်းမြုံနယ်မှာအကြံဖက်စကောင်းစီအတွက်တပ်သားတစ်တွေလိုက်လံစုဆောင်းပေးနေတယ်။ဩဇာတော်ကြေးရွာအုတ်ချုပ်ရင်မူတင်ငွေဆိုတဲ့သူကိုဒေါ်လာရေးတပ်ဖွဲ့တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပစ်ခတ်ရှင်းနေတဲ့အချိန်နေရာမှာတင်ပွဲချင်းပြီးကိုသိသွားတယ်ဆိုပါလေ။အဲ့ဒီအုတ်ချုပ်ရင်မူတင်ငွေဆိုတဲ့သူဟာအကြံဖက်စစ်တပ်အတွက်အတင်းအဓမ္မတပ်သားတစ်တွေလိုက်လံစုဆောင်းနေရုံနဲ့မကပြည်စော်ဒီအဖွဲ့ဖွဲ့ပေါ်မှာလှုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့စစ်တပ်အားကိုးနေပြည်သူတွေကိုပါနှိမ့်မျိုးစုံဖိနှိပ်ချိန်ချောင်းနေတဲ့သူဖြစ်ပြီးအခုတော့သေပြီ။ လို့6ဂိုင်လာဖို့စ်တပ်ဖွဲ့တာဝန်ခံကိုပါကွန်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ